မြန်မာနိုင်ငံမှာစစ်အာဏာတိမ်းမှုဖြစ်ပွားပြီးနောက်ကမ္ဘာကျော်တယ်လီကွန်ကုမ္ပဏီကြီးတခုဟာသူတို့ရဲ့ကတိကဝတ်ကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ကြက်ဒီနေ့မှာတော့အဲ့ဒီတရားစွဲဆိုမှုရဲ့နောက်ကွဲကဇက်လန်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါ။အရာအလုံးရဲ့အစတော့ယုံကြည်မှုဆိုတဲ့ကတိတခုနဲ့စခဲ့တာပါ။ SMOMO ဆိုတဲ့သူရဲနာစင်တာကဒီကိုကချက်မှာပြောထားတယ်လို့ပဲတယ်လီနောမြင်ထားပြီးဟိုဝေလာတော့က ကျင့်ဝတ်ကိုခြေတန်းတင်နေစိတ်ချယုံကြည်ရတဲ့ဆိုတော့ပုံရိပ်နဲ့ဝင်လာခဲ့တာပါ။ဒါပေမဲ့ဖြစ်ချင်တော့အခုချိန်မှာအရိကတိကဝိကပဲသူတို့ကိုတရားခွင့်စီဆွဲခေါ်တော့မယ်အဓိကကြောင်းရင်းပြလာခဲ့ပါပြီ။ကဲဒါဆိုရင်အဲ့ဒီယုံကြည်မှုတွေကဘယ်လိုဖြစ်ပြီးပျက်စီးသွားရတာလဲ။အခုမြန်မာနိုင်ငံကရပ်ဖက်အဖွဲ့အစည်းတွေဟာနော်ဝေအခြေစိုက်တယ်လီနော့ကိုတရားစွဲဖို့ပြင်ဆင်နေကြပါပြီ။သူတို့ရဲ့အဓိကဆွဆွဲချက်ကတော့ပြောရရင်ကုမ္ပဏီကသူ့ရဲ့အခြေခံကြားဆုံးကိရိကိုခြေနဲ့ကန်လိုက်တယ်ဆိုတာပါပဲ။ ဒီတရားဆွဲဆိုမှုရဲ့အဓိက ခေါနာကတော့အရန်ရှင်းပါတယ်။ဘာလဲဆိုတော့တယ်လီနိုကတော့ထုံဆွဲသူတွေရဲ့အင်မတန်အရေးကြီးပြီး sensitive တဲ့ကိုယ်ကိုယ်ရာအချက်လက်တွေကို2020ကမှာအနာသင်ခဲ့တဲ့စစ်ကောင်စီလက်ထက်ကိုလွှဲပြောင်းပေးခဲ့တယ်။ဒါကအဓိကဆွဆွဲချက်ပါပဲ။အဲအချက်လက် data လို့ပြောနေတာတကယ်တမ်းကြတော့ဘာတွေလဲ။ဒါတွေကတော့ဖုံးခေါ်ထားတဲ့ recording နောက်ပြီးတောင်းဆွဲသူကအဲ့ဒီအချိန်မှာဘယ်နေရာမှာရှိနေလဲဆိုတဲ့ location data တွေဒါတွေမကသေးဘူးဘသူကဘသူကိုခေါ်နေလဲဆက်သွယ်နေလဲဆိုတဲ့အဆက်သွယ် concrete တွေအထိပဲစဉ်းစားကြည့်ပါဒီ data တွေအားလုံးကလူပေါင်း၁၈တန်းစီကလာတာပါဟုတ်ပြီဒီနေရာမှာမေးစရာရှိတာကချင်းဝိတိခါကိုဒီလောက်အလီထားပါတယ်လို့နာမည်ကြီးနေတဲ့ company ကြီးတခုကဘလို့လုတ်ပြီးဒီလိုအခြေအနေမျိုးတွေရောက်သွားရတာလဲအဲ့ဒါကိုနားလည်ဖို့အတွက် ူတို့မြမပီကိုစဝင်လာတဲ့အချိန်ရှိကိုခဏလောက်ပြန်သွားကြည့်ကြရအောင်။ကဲအစပိုင်းမှာတော့အရန်ကောင်းခဲ့တာပေါ့။တလီနောကမြန်မာနိုင်ငံရဲ့အချီးဆုံးနိုင်ငံသားရင်းနှီးမြှုပ်နှံတို့တွေကတယောက်အနေနဲ့မျိုးလင်းချက်အချီးကြီးနဲ့ဝင်လာခဲ့တာ။ဒါနဲ့မဲ့2020 February မှာအာနာတိန်မွန်ဖြစ်လာတော့ဇလန်ကဓမျိုးပြောင်းသွားရော။အဲ့နောက်ပိုင်းမှာပဲတယ်လီနောကစစ်ကောင်စီတောင်းတဲ့ data တွေကိုစပြီးလိုက်လျောခဲ့ရတယ်။နောက်တနေ့လောက်အကြာ2020နှစ်မတ်လမှာတော့သူတို့လုပ်ငန်းတစ်ခုလုံးကိုရောင်းချပြီးတော့မြန်မာပြည်ကနေလုံးဝထွက်သွားခဲ့တယ်။အခုအဲ့လိုရက်တွေကြောင့်ပဲတရားစွဲခံနေရတာဖြစ်ပါတယ်။ ဆိုတော့အာနာတိမ့်ပြီးသွားတဲ့အခါတယ်လီနော့ကတကယ်ကိုဂျာညက်သွားတဲ့အချိန်မျိုးနဲ့ကြုံရတော့တာပဲစဉ်းစားကြည့်လေတစ်ဖက်မှာကအာနာရှင်ဆိုရရဲ့ဖိအားပေးတောင်းဆမှုတွေနောက်တစ်ဖက်မှာကျတော့သူတို့ကိုယုံကြည်ထားတဲ့တုံးဆွဲသူတွေရဲ့လုံခြုံရေးနဲ့အတက်အန္တရာယ်ဒီနှစ်ခုကြာမှာလုံးဝကိုပြေးမိသွားခဲ့တာပေါ့ဒီရင်းပွားမှုရဲ့အနိကအချက်ကိုခြုံကြည့်လိုက်ရင်ဒီလိုပါ တရားစွဲတဲ့ဘက်ကပြောတာကဒယ်လီနိုဟာဒီအချက်လက်တွေကလူတွေကိုဖမ်းဆီးဖို့တပ်ဖြတ်ဖို့အသုံးပြုခံရမယ်ဆိုတာတီးလျက်နဲ့ကိုပေးခဲ့တာပြီးတော့တာဝန်လုံးဝမယူဘဲထပ်သွားခဲ့တယ်လို့ဆွဆွဲတယ်။ဒယ်လီနိုဘက်ကခုခံချေပါတာကတော့သူတို့မှာတကယ်ကိုရွေးချယ်စရာမရှိခဲ့ဘူး။အကယ်၍အဲ့ဒီအမိန်ကိုမလိုက်နာဘူးဆိုရင်သူတို့ဝန်တန်းတွေအသက်တရကိုစိုးရင်ရတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးဒယ်လီနိုရဲ့တရားဝင်ထုတ်ပြန်ချက်ကိုကြီးလိုက်ရင်လေသူတို့ကြုံခဲ့ရတဲ့အခြေအနေကိုစိုးရွားပြီးကြေကွဲစရာကောင်းတဲ့အခြေအနေဆိုပြီးတုံ့လုံထားတာတွေ့ရတယ်။ ူတို့အဓိကလေးပြပြောတာကတော့မြန်မာဒီမှာတကယ်အလုပ်လုပ်နေတဲ့သူတို့ဝန်ထမ်းတွေရဲ့လုံခြုံရေးကိုအဓိကထားခဲ့ရတယ်ဆိုတဲ့အချက်ပါပဲ။ကုမ္ပဏီရဲ့အစည်းအဝေးခန်းတီးကဆုံးဖြတ်ချက်တွေကတမျိုး။ဒါပေမဲ့တကယ်အမြဲပြင်ပေါ်မှာတော့အဲ့ဒီဆုံးဖြတ်ချက်တွေရဲ့အချိုးအဆက်ကဘလောက်ထိကြီးမားခဲ့လဲ။ data အချက်လက်လေးတစ်ခုကလူတစ်ယောက်ရဲ့အသက်ရှင်ခြင်းနဲ့တည်ဆုံးခြင်းကိုဆုံးဖြတ်ပေးနေတဲ့အခြေအနေမျိုးမှာဘာတွေဖြစ်လာနိုင်မလဲ။အတူတူကြည့်လိုက်ကြအောင်။ ီအကျိုးဆက်တဲ့ပင်းထမှုကိုတကယ်နားလည်နိုင်ဖို့ဆိုရင်ဒီတရားဆွဲဆိုမှုမှာအဓိကဖော်ပြထားတဲ့ဖြစ်ရမှန်ဇလန်ချကိုကြည့်ဖို့လိုပါတယ်။ဒါကတော့လူတိများတဲ့ LD လက်တော်ကိုစလဲဟောင်းကြောက်ဟစ်ပေါ့အစတော်တို့လည်းဖြစ်တဲ့ကိုဖျိုးဇာတော်ရဲ့ကိစ္စပါပဲ။သူ့ရဲ့ဇနီးဖြစ်သူမထစင်ညွန့်အောင်ရဲ့ဆွဆွဲချက်ကတော့တော်တော်လေးပြင်းထန်ပါတယ်။သူပြောတာက တယ်လီနော်ကသူ့ခင်ပွင့်ရဲ့ဖုန်းဒေတာတွေကိုစစ်တပ်ကိုပေးလိုက်ပြီးသိမကြဘူးရသက်တပတ်အနှဲငယ်အတွင်းမှာပဲကိုဖြိုးစရာတော့အဖမ်းခံခဲ့ရတယ်။နော်စောမှာတော့ကုတ်မြက်ခံခဲ့ရတယ်ဆိုပြီးတရိုက်ဆက်ဆက်မှုကိုထောက်ပြထားတာပါ။အခုဆိုရင်မထစင်ညွန့်အောင်ကိုလိုက်ကဒီတရားဆွဲဆိုမှုမှာအဓိကတရားလိုတွေကတယောက်ဖြစ်နေပါပြီ။ဒါမဲ့ဝိုင်းနေစရာကောင်းတာကဒီလိုကန့်ကျင်မှာစိုးမျိုးကြုံခဲ့ရတာ ကိုဖြိုးစရာတော့တယောက်တည်းမဟုတ်ခဲ့ပါဘူး။အနာတွင်မီနောပိုင်းမှာအချမ်းဖတ်မှုတွေက တနိုင်ငံလုံးကိုပြန့်ထွက်ခဲ့တယ်။ AAPP လို့ခေါ်တဲ့နိုင်ငံရဲ့ချင်းသားများကူညီဆောင်ရှောက်ရေးအသင်းရဲ့အစည်းအဝေးတွေရာဆိုရင်ဒီကာလအတွင်းမှာအယတားခေါင်ထောင်းနီးပါးအထက်ခံခဲ့ရပါတယ်။တက်ကြွလှောက်ရှားသူတွေကတော့ဒီလိုမျိုးချီချီမာမာ fancy နေနေမှုတွေလောက်နံဖို့အတွက်တယ်လီဖုန်း data တွေကအဓိကကျတဲ့လက်နက်တစ်ခုဖြစ်ဖြစ်လေလို့ယုံကြည်နေကြတာပါ။အထက်ခံရတာကတပိုင်းအဖမ်းခံရတဲ့သူတွေက ပို့တောင်များပါတည်တယ်။ AAPP ရဲ့စာရင်းတွေအရပဲနော်။ လူပေါင်း30ထောင်နေပါတော့အချင်းချခံခဲ့ရတယ်။အခုတရားစွဲတဲ့သူတွေထောက်ပြနေတာကအတိအကျပြောရရင်ဒီလိုမျိုးရဲရဲဆက်ဆက်နိုင်ငံရေးနှိမ့်နှိမ့်မှုတွေဖြစ်နေတဲ့အချိန်မှာပဲတယ်လီနော်ရဲ့ data လွဲပြောင်းမှုတွေကလည်းတပြိုင်တည်းဖြစ်နေခဲ့တဲ့ဆိုတဲ့အချက်ပါပဲ။ဒီလိုဆိုရတဲ့အခြေအနေတွေကြောင့်ပဲတရားစွဲတဲ့သူတွေကတာဝန်ယူမှုတာဝန်ခံမှုရှိဖို့အတွက်တောင်းဆိုလာကြတာပါ။ကဲဒါဆိုရင်သူတို့တိတိကျကျပါကိုလိုချင်နေကြတာလဲ။ အဲ့ဒါကိုမပြောခင်တလီနောမြန်မာပြည်ကနေထွက်သွားပြီးနောက်ပိုင်းမှာဘာဆက်ဖြစ်သွားလဲဆိုတာကိုယဉ်ကြည့်လိုက်ရအောင်။တစ်ခါ၂၀နှစ်မတ်လာမှာပဲသူတို့ကလုပ်ငန်းကိုစစ်တပ်နဲ့ဆက်ဆက်နေတဲ့အဖွဲ့တစ်ခုစီရောင်းချခဲ့တယ်။အခု ATM ဆိုပြီးဖြစ်သွားလာပေါ့။အရေးကြီးတာကကွန်မြူနတီလက်ပြောင်းသွားတာမဟုတ်ဘူး။၃၀တို၁၈တန်းရဲ့ data တွေအားလုံးကပါအဲ့ဒီအဖွဲ့စီလက်ထက်ကိုပါသွားခဲ့တယ်ဆိုတဲ့အချက်ပဲ။ဒါကြောင့်အခုတရားစွဲဆိုမှုမှာတောင်းဆိုနေတဲ့အဓိကအချက်ကနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က သူတို့ရဲ့လူရည်ဒီကနေလူတွေကိုထိခိုက်နေနာစီခဲ့ပါတယ်ဆိုတာကိုတယ်လီနိုဘက်ကလူသိရှင်ကြဝန်ခံဖို့ပါဒုတိယတစ်ချက်ကတော့ဒီလိုထိခိုက်နေနာအခေရတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကငွေချေပေးရလော်ချီပေးဖို့ဒီနှစ်ချက်ပါပဲနောက်ဆုံးမှာတော့ဒီအမှုကတယ်လီနိုတခုတည်းကိစ္စမဟုတ်တော့ပါဘူးဒါကကျွန်တော်တို့အားလုံးကိုပိုကြီးမရဲ့မိခွန်းတစ်ခုမင်းနေတဲ့နဲ့တူတူပါပဲအာနာရှင်ဆိုရအောင်မှာစီးပွားရေးလုပ်နေတဲ့နိုင်ငံတကာကုမ္ပဏီကြီးတခုရဲ့အဓိကတာဝန်ကဘသူ့ပေါ်မှာရှိတင်တာလဲ သူ့ရဲ့ရှယ်ယာရှင်တွေလားသူ့ရဲ့ဝန်တန်းတွေလားဒါမှမဟုတ်သူ့ကိုယုံကြည်ပြီးကိုရေးကိုတာအခြားလက်တွေအနံထားတဲ့တန်းနဲ့ကြီးတွေသုံးဆဲသူတွေပေါ်မှာလားဒီတရားဆွဲဆိုမှုရဲ့အဖြေကဘလို့ပဲထက်လာပါစေဒီမေခွန်းကတော့နောင်လက်ဆက်ပြီးမင်းနေရာမှာအတိအကျပါပဲ